ဂ္ဂိုလ်ကိုအမြဲတမ်းတတိထားနေခြင်းဟာအသိပညာတွေ့တဲ့ခြင်းအကြောင်းတရားထုတ်တယ်ဆိုတာလေကိုယ့်ကိုယ်တတိထားနေခြင်းသာဖြစ်တယ်ခုနကကိုယ်စိတ်ထဲမှာစိတ်တ ानु ပဒနာလို့ဆိုရတဲ့မှာနော်ဒါစိတ်ဟာလောဘတွေနဲ့အဖြစ်များသလားဒေါသတွေနဲ့အတွဲများနေသလားမောဟတွေနဲ့အတွဲများသလားအဲ့တော့လောဘဒေါသဆိုတာကိုယ့်ရင်ထဲမှာအမြဲဖြစ်နေတာမဟုတ်တော့မကြမကြလာ တွဲတာဆိုတာထင်ရှားတယ်ပေါ့ကိုယ်အဝတ်မှာ ဖြူစီအောင်ဖုတ်ထားတဲ့အဝတ်ကလေးဟာအများရန်နွမ်းနေတာမဟုတ်ဘူးနွမ်းနေတဲ့အညစ်အကြေးဟာပြင်ပကလာတာဖြစ်တယ်ပေါ့ထို့တူပဲစိတ်ထဲကလည်းပဲလောဘအမြဲဖြစ်နေတာမဟုတ်သည့်အတွက်ကြောင့်လောဘဟာအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဖြစ်လို့ဒါအညစ်အကြေးတစ်ခုလို့မှတ်ရမှာဖြစ်တယ်ဒေါသဆိုတာလဲအာယုန်တစ်ခုနဲ့ပတ်သက်လာပြီးတော့အသင်တင်နှလုံးမသင်တတ်လို့ဒေါသဖြစ်เสียအာယုန်နဲ့တွေးတဲ့အခါမှာဒေါသဖြစ်လာဒါလည်းစိတ်ရဲ့အညစ်အကြေးလို့ခေါ်တာ မောဟဆိုတာဆင်ញင်သုံးသပ်ရမယ့်အချိန်မှာဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးဆုံးဖြတ်နိုင်စွာမရှိဘူးဆိုတဲ့အခါမှာမောဟဆိုတာဝင်လာတာဖြစ်တယ်။အဲ့တော့မောဟဆိုတာလေအပြင်ကလာတဲ့ရောက်လာတဲ့အရာသားလည်းဖြစ်တယ်။လူရဲ့ခန္ဓာကိုယ်မှာရောက်လာတဲ့အညစ်အကြေးတွေဟာပြင်မကနေပြီးကိုယ်ကို ရောက်လာတာဖြစ်တယ်။ထို့သူပဲစိတ်ရဲ့အညစ်အကြေးတွေဟာလည်းပဲ ယမယံကပေါ်လာတာတွေဖြစ်လို့အဲ့ဒါတွေကိုရှင်းပြထားကဲကမ္မထန်တရားအထုတ်ခြင်းပဲဒီလိုဆိုတာ